မန်ယူနိုက်တက်ကံတွင်နီးပြစာအဲလက်ဖာဂူဇန်ကနီးပြအာမိုရင်နဲ့ကိုသမားလန့်စမန်တို့ကိုချီးကျူးစကားဆိုခဲ့ပါတယ်။ဖာဂူဇန်ဟာဘာရင်အင်တာနက်ရှင်နယ်ထရိုဖီမြင်းစည်းပြိုင်ပွဲကိုတက်ရောက်လာချိန်မှာအသင်းဟောင်းနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပါ။မန်နေဂျာကကောင်းမွန်တဲ့လက်မှတ်ထိုးမှုတချို့ပြုလုပ်နိုင်ခဲ့တယ်။အထူးသဖြင့်ကိုသမားကထူးထူးချွန်ချွန်ကစားပြနိုင်ခဲ့တယ်။သူက၃ပွဲသို့မဟုတ်၄ပွဲလောက်ကစားရသေးပြီးတကယ်ကောင်းပါတယ်။တကယ်တော့ဘရက်ဖို့ကနေခေါ်ယူခဲ့တဲ့အမှုကိုကုညာတို့ကိုလည်းဒီစင်းနဲ့ထည့်ရမယ်။ မန်နေဂျာအနေနဲ့အောင်မြင်မှုအနည်းငယ်ရဖို့ကျွန်တော်မျှော်လင့်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ United မှာအောင်မြင်မှုလိုအပ်ပါတယ်။လက္ခဏာတွေကတော့ပိုကောင်းလာပါတယ်။ပွဲစားအနိုင်ရတာမျိုးဟာ United လိုအသင်းတစ်ချို့မှာအမြဲမျှော်လင့်ခံနေရတဲ့အရာပါပဲ။စောင့်ဆိုင်ခြင်း၊စိတ်ရှိသီးခံခြင်းနဲ့တိုးတက်မှုစက်ဝိုင်းတစ်ခုကိုဖြတ်သန်းပြီးချိန်ကြရင်သူတို့ဂျင်းနဲ့ဝမ်းသာရပါလိမ့်မယ်လို့ United ကို26နှစ်အတွင်းဖလား38လုံးယူပေးခဲ့တဲ့ Fawcett ကပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ၃ဘွဲ့ဆက်နိုင်ပွဲအပါဝင်ပရီးမီးယားလိ၅ဘွဲ့ဆက်ရှုံးပွဲမရှိဘဲတတိယနေရာကချဲဆင်းနဲ့နှစ်မှတ်အကွာအဆင့်9နေရာမှာရပ်တည်နေပါတယ်။ကိုသမားလန်စမန်ဟာအသင်းရဲ့ရှုံးပွဲမရှိတဲ့၅ဘွဲ့ဆက်တိုက်ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။